အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။မနေ့က World Cup Qualifying ရဲ့ပွဲစဉ်တွေမှာဒါပြင်သစ်ကအိမ်ကွေးမှာ Ukraine ကို၄ခုပြတ်နဲ့နိုင်ပြီးတော့ကမ္ဘာဖလားချစ်ပွဲအောင်နဲ့နောက်ဆုံး World Cup Final နဲ့ချိန်တက်ခဲ့တဲ့ Didier Deschamps ရဲ့ပြင်သစ်အသင်းတွက် Kylian Mbappe တယောက်တည်းနှစ်ကိုယ်သွင်းခဲ့ပြီးတော့ Michael Alice နဲ့ Akitike တို့တယောက်တကိုယ်စီထပ်သွင်းပြီးတော့ ြင်သစ်ကယူကရိန်းကိုနိုင်တော့ဒီအုပ်စုမှာခြေစပွဲအောင်သွားတယ်ယူကရိန်းနဲ့အိုက်စလန်ကအုပ်စုဒုတိယနေရာထွက်ဆက်ပြီးလူရမယ်တစ်ဖက်မှာတော့နော်ဝေးကအိမ်ကွေးမှာအက်စတိုဒီယာကို4-1နဲ့နိုင်လို့အယ်လင်ဟာလန်နဲ့အလက်ဆန်ဒါဆာလော့ရဲ့ twin goal တွေနဲ့နိုင်တယ်ပထမပိုင်းမှာဂိုးရှိသေးကြတယ်ဒုတိယပိုင်းမှာဒီကစားမတွေရဲ့ဆာလော့စတိုရဲ့ twin goal တွေကဟာလန်တို့ရဲ့ twin goal တွေကြောင့်နိုင်ပွဲရရှိသွားခဲ့တယ် နောက်ပိုင်းပွဲမှာအီတလီကဂက်တူဆိုလက်ထက်ရာနှုန်းပြေနိုင်ပွဲဆက်ပြီးမော်ဒိုဗာကိုနောက်ကျကိုတွင်ကိုနှစ်ကိုနဲ့နိုင်ပွဲရတယ်ဒါပေမဲ့မော်ဒိုဗာကိုအီတလီနှစ်ကိုပြတ်နိုင်ခဲ့ပေမဲ့ဒါအခုလက်ရှိကမ္ဘာဖလားချီစပွဲရဲ့အုပ်စုပွဲတွေအားလုံးမှာဒါနော်ဝေးကဒါပွဲတိုင်းအနိုင်ရပြီးတော့ခုနှစ်ပွဲကစား27ပတ်ထိရရှိထားတဲ့အီတလီက6ပွဲနိုင်တပွဲရှုံးဖြစ်ပြီး18ပတ်ဖြစ်ပေမဲ့ဒီနှစ်သိန်းကြောင်းဂိုးခွာချချက်က18ဂိုးထိရှိတဲ့အတွက်ကြောင့် ောက်ဆုံးပွဲ Sunday မှာ Campaign San Siro ကပွဲမှာ နော်ဝေးကဂိုးပြတ်ရှုံးရင်တောင်မှ1998ကမ္ဘာဖလားနောက်ပိုင်းနှစ်ပေါင်း28နှစ်အတွင်းပထမဆုံးချိန်ကမ္ဘာဖလားချစ်ပွဲအောင်ခွင့်ရမှာဖြစ်ပါတယ်။တစ်ဖက်ပါတော့ဒါအင်္ဂလန်အသင်းကအိမ်ခွင်းမှာဆာဗီယာကိုနှစ်ဂိုးပြတ်နဲ့နိုင်တယ်။တောမတ်ချူကေအသင်းက6ပွဲကစား6ပွဲနိုင်တယ်။ဒီနေ့ပွဲမှာလည်းနောက်ထပ်2ပွဲနိုင်ပွဲရတယ်။ပထမပိုင်းတည်းကဘူခါယိုဆာကာရဲ့တလုံးတည်းသောဂိုးနဲ့အင်္ဂလန်ကဥဆောင်ထားတယ်။ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ကဂျူပါလင်ကန်ဖီလ်ဖိုဒန်အပရီချီအက AC Adam Water တို့ဝင်လာခဲ့ပြီးဒုတိယပိုင်းမှာ Average AC က Foden ပေးတဲ့အလုံးကိုကန်သွင်းပြီးတော့အင်္ဂလန်က2ဂိုးပြတ်နိုင်ပွဲရသွားတယ်။အဲ့နိုင်ပွဲကြောင့်အင်္ဂလန်ဟာ9ပွဲကစား9ပွဲနိုင်27မှတ်ရတဲ့ Norway လိုပဲရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပြီးသူတို့ကချေစပွဲအောင်ခဲ့သလို Andorra ကိုအဝေးကွင်းမှာအနိုင်ရပြီးတကူးကုန်ဖြစ်နေတဲ့ Albania ကရမ်ဘတ်14မှတ်ကြောင့် ်ဆာဗီယာကိုကျော်ပြီးသူတို့ကပလေးအော့အဆင့်ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်တယ်ဒီနေရာမှာနာမည်ကြီးဒါခရစ်စတီယာနိုရီတိုရဲ့ပေါ်တူဂီအသင်းကဝေးကွင်းမှာအိုင်ယာလန်ကို2ဂိုးပြတ်နဲ့ရှုံးနိမ့်သွားခဲ့တယ်ဆော်ပိုင်းတုန်းကဟန်ဂီတီက2ဂိုးပြတ်နဲ့ဒါတဂိုးဂိုးမရှိတဲ့အာမေးနီးယားကိုအနိုင်ရရှိခဲ့တဲ့နောက်မှာ အိုင်လန်အတွက်ဒီပွဲကမျော်လင့်ချက်ရေးရေးရှိတာဖြစ်ပေမဲ့ဒါပေါ်တူဂီကိုသူတို့ကထော်နာဟော့စပါရဲ့တိုက်စစ်မှုဟောင်းထွိုင်းပါရိုရဲ့တွင်းကိုနှစ်ကိုနဲ့အနိုင်ပွဲရယူခဲ့တယ်ဒီနေ့ပွဲမှာခရစ်စတီယာရိုနယ်ဒိုတယောက်ဒုတိယပိုင်း56မိနစ်မှာဒါရာအိုရှေးကိုဒရောင်နဲ့တွတ်လို့ဆိုပြီးတော့ကွင်းလေတန်ကြီးကပထမတုန်းကတော့အဝါကက်ပြထားပေမဲ့ VR ရဲ့ decision ကြောင့်ဒိုက်ရဲ့အနီကဖြစ်သွားတယ်ဒီပွဲမှာ ပေါ်တူဂီအသင်းတွေနဲ့ half chance အချို့ရတဲ့ပွဲကိုစုံမိုးထားတယ်ဘလုံးဖိထားပေမဲ့တက်သေးသလုံးရတဲ့ chance ကတိတ်မကွာကြပဲနဲ့ try power ကပထမပိုင်းမှာတွင်းတဲ့တွင်းကို2ဂိုးနဲ့ပေါ်တူဂီကိုဥဆောင်ခဲ့တယ်ဒုတိယပိုင်းမှာပေါ်တူဂီဟာတယောက်ရော့သွားပြီးတဲ့နောက်ပိုင်းဖြစ်တည်တိုင်အောင်ပွဲကိုစုံမိုးထားပြီးဖိကစားပေမဲ့အနိုင်ကိုမရခဲ့ပဲခြေပေါင်းကိုပါမရပဲသူတို့နှစ်ကိုပြတ်နဲ့ရှုံးနေခဲ့တယ်ဒီပွဲရှုံးနေသွားတဲ့အတွက်ပေါ်တူဂီကဒီအုပ်စုမှာ ငါးပွဲကစားသုံးပွဲနိုင်တစ်ပွဲသေးတစ်ပွဲရှုံးရာကို go different ငါးကိုရရှိထားပြီးတော့ဒါအခုရမတ်ဆယ်မတ်ရရှိတယ်သူတို့ကအုပ်စုနောက်ဆုံးပွဲမှာအာမေးနီးယားကိုအိမ်ကွေးမှာကမ်းမှာဖြစ်ပြီးတရီတမတ်ဆိုရင်ပဲပေါ်တူဂီဟာချစ်ပွဲအောင်ပွဲရရှိမှာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာဟန်ဂေရီက ရှစ်မှတ်ရထားတဲ့အတွက်ကြောင့်ဟန်ဂေရီကလည်းသူ့လိုသူ့လိုရမှာဖြစ်ပြီးတော့ခရစ်စတီယာနိုရိုနယ်ဒိုထုတ်ခံလိုက်လို့ပေါ်တူဂီကအခုလက်ရှိမှာနောက်ဆုံးပွဲကစားရဖို့ရှိတယ်ဆိုတော့ပြည်သစ်ခြေစပွဲ အောင်ပြီးအင်္ဂလန်ခြေစပွဲအောင်ပြီးနော်ဝေးခြေစပွဲအောင်ဖို့တေချာပြီးတော့ဒါပေါ်တူဂီကတော့နောက်ဆုံးပွဲထိထပ်ပြီးစောင့်ရအောင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်